hello အားလုံးပဲမိလာပါရှင် creator technology computer online training center အနေနဲ့ပြန်နေကြိုဆိုပါရစေဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကလေးငယ်လေးတွေအတွက် Microsoft Word မှာပင်ကွင်းပုံလေးရေးဆွဲနည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးဒီနေရာမှာဒီပုံလေးတွေဆွဲတော့မယ်ဆိုရင်ဗားလေးတွေနဲ့ဆွဲမလဲဆိုတော့ရှိတ်လေးတွေနဲ့ဆွဲမယ်ရှိတ်လေးတွေကိုဖန်တီးဖို့ရအတွက် basic ဘိုင်းဖြစ်တဲ့အခြေခံလေးတွေကိုတော့နည်းငယ်တတ်ကြဖို့လိုပါလိမ့်မယ်နော်အခုဒီနေရာမှာပင်ကွင်းပုံလေးဆွဲမှာဖြစ်တဲ့အတွက် inset ထဲက shape ထဲမှာသွားပြီးတော့အဝိုင်းပုံလေးတစ်ပုံယူမယ် မှာပေါ့အဝိုင်းကိုသူကဝိုင်းဝိုင်းလေးမဆွဲဘူးရှေ့ရှေ့မြောမြောလေးဆွဲမယ်လို့ပုံစံလေးကိုလိုချင်သလားပုံစံအနေထားလေးယူမိမှာပေါ့အဲ့ဒါလေးဆွဲပြီးဝိုင်းရင် သူ့ကိုကြာတော့ဒီနေရာမှာအမဲလေးဖြည့်ခဲ့မယ်တွင်းရောင်ပြီးရင်အွန်လိုင်းအရာကိုအမဲထားမယ် weight ကိုသူကအထူးတွေမဆွဲဘူးပုံရင်းဆဲမှာဖြစ်တဲ့အတွက်ပပမြင့်မြင့်လေးပဲထားမယ် weight ကလောက်ကိုအဲ့ဒါလေးပြီးရင်ဒီကောင်ပဲထပ်ပြီးတော့ copy တစ်ခါထပ်ကူမယ် copy ကူပြီးဝိုင်းရင်သူ့ကိုကြာတော့ဒီနေရာမှာအဖြူရောင်လေးထားမယ် ဝိတ်ကဒီနေရာမှာခုနပါထားခဲ့ပြီးတဲ့ဖြစ်တဲ့အတွက်ထပ်လို့ဆရာမလို့တော့ဘူးဒီနားလေးမှာထပ်ပြီးတော့မာလေးထပ်ပြီးဆွဲမယ်ပြီးရင်သူ့နည်းနည်းလေးဖောင်းမယ်လို့ပုံစံမျိုးလေးပေါ့အင်းဒါလေးပြီးရင်ဒီကောင်လေးကိုမြင်မြင်လေးနည်းနည်းပြန်ထားမယ်ရံကြီးကြီးနေမယ်ဆိုရင်နောက်လောက်ကိုပြန်ပြီးတော့ရွေးခဲ့မယ်ဒါလေးတွေကတော့အနေထားကိုစိတ်ကြိုင်လေးတွေထားလို့ရမှာပဲဖြစ်တယ် အားလေးပြီးွားရင်မျက်လုံးလေးဆွဲမယ်ဒီမှာသွားပြီးတော့မျက်လုံးလေးတစ်ခုယူလိုက်မယ်ဒီလိုပုံစံလေးယူပြီးွားရင်သူ့ကိုလည်းအလိုပဲအမဲထားမယ်အတွင်းရောက်ကိုအမဲဒီနေရာမှာကာလာတွေချိမ့်မယ်ဝိတ်ကိုပါမယ်လိုလေးရမယ်ရပြီးွားရင်ဆိုရင်ဒီနားမှာအမဲလေးမထားဘူးဖြူလေးထားလိုက်မယ်အားလေးပြီးရင်နောက်ထပ်တစ်ပုံထပ်ပြီးတော့ control p copy ပွားမယ်အဲ့ဆိုရင်ဒီမှာဒီလိုလေးရလာမယ်ရလာပြီးွားရင် မျက်စံလေးထက်ထဲမယ်နာမလိုတလောင်လေးဆွဲမယ်အနေထားကိုစိတ်ကြိုက်ပြင်လို့ရရယ်เนาะမာဒါလေးတွေပြီးရင်သူ့ကိုကြတော့ဒီနားမှာအမဲလေးတစ်ခါပြန်ထားမယ်အယောင်ကိုပြန်ချိမ့်မယ်ဝိတ်ကိုပြန်ပြောင်းမယ်ဟွန်းလိုလေးထွက်လာမယ်ပြီးွားရင်ဒီကောင်လေးကိုထပ်ပြီးတော့ဟိုဘက်ကတလုံးကြံသေးရော copy တစ်ခါထပ်ကူမယ်ကူပြီးွားရင်မျက်လုံးအနေထားလိုတဲ့ဘက်ကိုလိုတဲ့လိုမျိုးလေးချိန်ပြီးဆွဲချခဲ့လို့ရမှာပဲဖြစ်ပါတယ် ။အဲဆိုရင်ဒီလိုပုံစံလေးထွက်လာမယ်။ပြီးရင်သူ့အတွင်းကိုတစ်လုံးထပ်ထည့်မယ်။ insert ထဲကရှိတ်ထဲမှာအဝိုင်းတစ်ဝိုင်းထပ်ဆွဲမယ်။အဲဒီမှာပြီးရင်သူ့ကိုကြတော့အဖြူရောင်လေးထားမယ်။အဲပြီးရင် weight ကိုပါမယ်။အဲဒီလိုလေးထွက်လာမယ်။ဒါဆိုရင်ဒီလိုမျိုးလေးပြီးွားရင်သူ့ကိုထပ်ပြီးတော့ copy ပွားမယ်။နောက်တစ်ဖက်ဒါလေးကြတော့မှ ကောင်းလေးကိုရွှေ့မယ်ဒီဘက်တစ်ချမ်းပါအဲဒါဆိုရင်လိုပုံစံလေးထွက်လာမှာပဲဖြစ်တယ်အားလေးပြီးရင်နှုတ်သီးလေးထည့်မယ်နှုတ်သီးလေးထည့်ဖို့ရာအတွက် insert ထဲကရှိတ်ထဲမှာအချွန်လေးတစ်ခုယူလိုက်မယ်ဒါလေးရှိမယ်ဒီဟာလေးကိုနည်းနည်းသေးလေးဆွဲချပြီးွားရင်သူ့ကိုကြတော့အယောင်လေးကကိုကြိုက်နှစ်သက်တဲ့ကာလာလေးတယောက်ထားအားလေးပြီးရင် weight ကိုပါမယ်ဒီနေရာဒီမှာ weight ကိုပါချမယ် ဝိတ်လေးတွေအရန်ထူရင်ပုံလေးရတိတ်မလာပဲဖြစ်မှာဆိုလို့နော်ပြီးရင်ဒီကောင်လေးကိုကိုလိုအပ်တဲ့နေရာလေးဒီမှာချိန်အဲဆိုရင်ဒီလိုပုံစံလေးထွက်လာမယ်ဒါလေးကနည်းနည်းလေးလိုအပ်သေးရင်လိုအပ်သေးသလိုထက်ချက်မှာပေါ့အင်းနည်းလေးထက်ချက်လို့ရမယ်ပြီးရင်ခြေတောင်လေးလက်လေးထည့်မယ်အင်းဆက်သေးကရှိတ်သေးမှာဝိုင်းတစ်ဝိုင်းထပ်ဆွဲမှာ အားလေးပြီးရင်ကိုလိုချင်တဲ့ကာလာလေးတွေဒီနေရာမှာထည့်ချဝိတ်ကိုချိန်မယ်ပြန်ပြီးတော့မှာအဲဟုတ်ပြီဒါလေးတွေပြီးသွားပြီဆိုရင် နောက်ထပ်တစ်ပတ်ထပ်ကူမယ် control p copy ပွားလိုမျိုးလေးတွေကြာလာမယ်ကြာလာမယ်ဆိုရင်လက်လေးတွေထပ်ဆွဲမယ်ရှိတ်ထဲမှာပဲအဝိုင်းလေးတွေနဲ့ပဲဆွဲတာများတယ်เนาะညမှာကိုလိုချင်တဲ့နေတာပြန်ပြီးတော့ချိန် အဲ့ဒါလေးပြီးရင်လက်ကိုဘလိုထားခြင်းလဲထားခြင်းတဲ့အနေထားလေးတွေကိုရွေးအားကလေးပြီးရင်ရောင်လေးထည့်မှာဝိတ်လေးတွေပါပြီးရင်နောက်တစ်ဖက်ကို copy တစ်ခါထပ်ကူမယ်မမလိုမျိုးလေး သူ့ကိုအယောင်မထည့်ခြင်းလဲရတယ်ထည့်ခြင်းလဲရတယ်ကိုလိုချင်တဲ့လိုမျိုးလေးတွေကစားပြီးလို့ရတယ်လက်အနေထားလေးခြိုက်တယ်လို့ချိန်အားလေးပြီးရင်သူ့ကိုဖဲပြားလေးတက်မယ်ဖဲပြားလေးတက်မယ်ဆိုရင်ဒီညမှာသွားပြီးတော့အဝိုင်းလေးတစ်ဝိုင်းထပ်ခေါ်မယ်ရှစ်ကိုဖီမယ်ဝိုင်းဝိုင်းလေးလိုချင်တဲ့အတွက်ကြောင့်မလို့ဖဲပြားကိုကိုချိန်နှစ်သက်တဲ့ကာလာလေးတစ်ယောက်ချိန်အဲ့တော့ဘေးရောင်လေးထားကြတယ်ထားခြင်းနဲ့ရောင်လေးတစ်ယောက်ထားညမှာသွားပြီးတော့ဝိတ်လေးကို ပါမယ်။ရောင်လေးကိုချိန်မယ်။အားလေးပြီးအချုံလေးတစ်ခုထည့်ယူမယ်။ချုံချုံလေးတစ်ခုထည့်ယူ။ရိုင်းကြီးစရာမလိုဘူး။သေသေးလေးပဲ။သူ့ကိုဒီနားမှာလှဲချမယ်။ကိုလိုချင်တဲ့အနေထားလေးပေါ့။ကပ်မယ်။အရောင်ထည့်မယ်။အွန်လိုင်းနေချိန်မယ်။ဝိတ်ကိုပါမယ်။ဒီလိုပုံစံလေး။ပြီးရင် copy တစ်ခါထပ်ကူလိုမျိုးလေးထပ်ပြီးရယူမယ်။သူ့ကိုလည်းအလိုပဲ။ ချိန်ချမယ်။အဲဆိုရင်ဒီလိုပုံစံလေးထွက်လာမယ်။ပြီးပါရင်ဒီကောင်လေးတွေကိုဂရုဖွဲ့မယ်။ရှစ်ဖီပြီးတော့ဂရုလေးတွေဖွဲ့သွားမယ်။အဲဒါဆိုရင်ဒီလိုပုံစံလေးထွက်လာမယ်။ထွက်လာပြီးရင်ကိုတင်တင်တဲ့နားလေးမှာမပေါ့ဖဲပြားလေးကိုလုံလုံလေးတင်ချလိုက်လို့ပဲရမယ်။ အဲဆိုရင်ဒီလိုမျိုးပင်ကွေးပုံစံလေးထွက်လာမှာပဲဖြစ်ပါရဲ့ရှင်။အယောင်လေးတွေကတော့မကြိုက်သေးဘူး။နှုတ်သီးလေးကိုရဲရဲလေးထားကြည့်ရင်ဒီနေရာမှာကာလာလေးတွေထက်ချိန်လို့ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့အခုပြပတ်ထားတဲ့နီလန်လေးကိုကြိုက်နေတတ်တဲ့ဆိုရင်လိုက်ရင်ရှင်နေနဲ့ပါဝင်ကူညီပေးကြဖို့လည်းမေတ္တာရက်ခံပါရှင်။ကြည့်ကြည့်ရပါသူတောင်ချင်းစုကိုလည်းကျေးဇူးအထူးတင်ရှိပါရဲ့ရှင်။